မြန်မာပြည်မှာရှိတဲ့ငလျင်တန်ခံနေရတဲ့မိဘပြည်သူများနဲ့အဲကျမတို့အမျိုးတွေကိုကျမတခုလောက်ပေါ့နော်ကျမတွေ့ကြုံနေရှင်ပြီးတော့တခုလောက်အဲတတိထားဖို့လေးပြောချင်ပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်လေငလျင်လှုပ်တဲ့အခါမှာအဲမိမိအနီးအနားမှာရှိတဲ့အလားတရိခံလိုနေရာမျိုးဒါမှမဟုတ်လို့ရှိရင်ခုံအောင်မှာမိမိရဲ့ခန္ဓာကိုယ်မိမိဥကောင်းပေါ့နော်အကုန်လုံးကိုအကာအကွယ်ယူဖို့ဒီအောက်သေးဝင်ဖို့အကြံပေးကြတယ်ဟလာအဓိကအဖြစ်တော့ ဒီမနှင်းအဖြစ်အများဆုံးဂျပန်နိုင်ငံနဲ့တခြားနိုင်ငံကြီးတွေပေါ့နော်ဆိုရဲခါကြတော့ဟိုကျွန်မကိုယ်တိုင်ကလည်းအဲ28ရက်နေ့ March 2025မှာကျွန်မကိုယ်တိုင်ဒီထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျွန်မနေအိမ်အထက်30ပေါ့နော်အဲ့ဒီကနေပြီးတော့ကျွန်မတို့ဒီမဲစားနေအိမ်တန်းလန်းနဲ့ဖြစ်ခဲ့တယ်ကျွန်မတွေ့ကြုံရပြောရရင်ကျွန်မဟိုစပွဲပုံအောက်ထဲဝင်လို့ရတယ်မှတ်တယ်ဒါပေမဲ့အရန်ဒီလိုမျိုးဖြစ်နေတဲ့ခါမှာပေါ့နော်ဟိုနည်းနည်းလေးတော့ ိုတော်တော်လေးတုံ့လှုပ်ဆောင်ရှားခဲ့ရတာရှိရယ်အဲ UK ကြီးအောက်ကိုကျမတို့ပြေးဆင်းလာတော့အောက်ရောက်ဖို့ကျမတို့7မိနစ်73မိနစ်လောက်တော့ကြာခဲ့တယ်ပေါ့နော်တော်တော်ချောချားဆက်ကောက်ပါတယ်အဲကျမတို့တိုက်ကတော့ဘာမှပျက်စီးရောမရှိခဲ့ဘူးဒါပေမဲ့ဘာမှပြီမှာကြာတော့အချိန်ကိုအတွင်းမှဒီကိုပဲအတူတူရအလုံးပေါ့နော်ဟိုပြူကျသွားတယ်စပွဲအောက်ထဲဝင်နေသူတွေလည်းရှိခဲ့တယ်။ကျွန်မအင်တာဗျူးတွေတော်တော်ကြည့်ခဲ့တာဆိုလို့ရှိရင်အာဒီလိုစပွဲအောက်ထဲဝင်နေတယ်။ဒါပေမဲ့ဒီဗမာပြည်ရဲ့တိုက်အင်ဒီထားရပြောရမယ်ဆိုလို့ရှိရင်တော့ ခုနပြောတဲ့အစိုးပေါ့နော်အဓိကဂျပန်နိုင်ငံမှာအကျညာထားတယ်လို့ပြောတခြားနိုင်ငံတွေမှာကျညာထားတယ်လို့ပြောကျွန်မကျင်သုံးလို့မရဘူးကျွန်မလက်ခံနိုင်ခဲ့တယ်ပေါ့နော်ကျွန်မအဲ့ဒါကိုပေါ့နော်အဲအခုပြောချက်ကဟိုတကယ်တမ်းဟိုကဒီလိုမျိုးပေါ့အဲတော်တော်များများသိထားတယ်လို့မျိုးခေါအထည်ပြေးဝင်ရမယ်ဆိုတာတော့ဒီကျွန်မဒီနေမြတ်မနေရအမတွေကလည်းပြောရစေပေမဲ့လေကျွန်မတို့ဒီဘာမှဒီအနေထားနဲ့ပြန်ရှင်လိုက်တဲ့အခါမှာကိုရှိနေတဲ့ဒီအဆောက်အအုံပေါ့နော် အဲ့ဒီဟာပေါ်မှာမူတည်ပြီးတော့ decision ချတဲ့လေလို့ကျွန်တော်ကဒီရက်ထဲမှာကျွန်တော်တိစားပြန်စဉ်းစားရတာပေါ့နော်အမှန်တကယ်ဆိုရင်အရန်ကိုကျွန်တော်အဆောက်အုံဆိုလို့အရန်ကိုတုံခါပြီးတော့လေဟိုရင်းထိုးနေခဲ့တာပေါ့နော်ပြူတာမပြူကြတော့ဒါပေမဲ့ကိုကတော့ပြူကြမှကြောက်ပြီးတော့တုတ်ရဲချိန်မှာကျွန်တော်ပြေးစင်းခဲ့တယ်ကျွန်တော်အမေကိုကျွန်တော်ခေါ်ပြီးတော့ပေါ့နော်ဒီရက်ခါမှာတကယ်တမ်းကိုရှိနေတဲ့အဆောက်အုံနဲ့ရှင်ပြီးပဲစဉ်းစားကြည့်တင်တယ်ပေါ့အဲ့တော့ကိုကအဲထားလိုက်တော့ဂျပန်နိုင်ငံမှာဆိုလို့ရှိရင်မြင်းအလုပ်များတယ်တကယ်ဟို တုတ်လာပြီဆိုလို့ရှိရင်တို့ကခေါောက်ထဲကိုပြေးဝင်ခိုင်းတယ်ကလေးလေးတွေကိုဆိုကြောင်းမှာတို့ကတကယ်ကြီးကို train ကြရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာပါလေဆိုလို့ရှိရင် okay ကျွန်တော်ကဗမာပြည်ရဲ့အဆောက်အုံတွေမှာကျွန်မလိုမျိုးဟို resist မလုပ်နိုင်ဘူးပေါ့အဲ့တော့ကြောင့်မို့လို့ကျွန်တော်ကတေချာလေးဟိုတချို့လေးအယူဆမှညာမှားနေသလားဆိုတော့ကျွန်တော်ပြန်ပြီးတော့စဉ်းစားမိတယ်ဟိုဒီဒီကျွန်တော်ရဲ့ဗမာပြည်ရဲ့အဆောက်အုံတွေမှာဆိုရင်ကျွန်တော်ဗီဒီယိုတွေတော်တော်များများကျွန်တော်လေ့လာကြည့်ရတဲ့အခါမှာ ီလိုဘေးလိုက်ကိုသူကငနေထုတ်တဲ့ပုံစံကို left right ပေါ့နော်အဲ့လိုမျိုးထုတ်ခါပြီးတော့ဟာဟိုပစ္စည်းတွေတော်တော်ပြုတ်ကြတာကျန်းလာတယ်ပေါ့နော်အဲ့ဘကြောင့်မဟုတ်လို့ဟိုဒီဘက်မှာဒီဘူးကိုထုတ်တဲ့အခါမှာအဓိကပါလဲဆိုလို့ရှိရင် naturally resistant structure ဒီဘက်မှာသူရှိရသူတို့သူတို့အဆောက်အုံတွေကအစပေါ့နော်ဟို seismic reinforcement technique လို့ခေါ်တဲ့ပုံစံတွေသူတို့ထည့်ပြီးတော့မှသူတို့အဆောက်အုံသူကဆောက်ထားကြတယ်ပေါ့အဲ့တော့ကြောင့်မဟုတ်လို့ကျွန်တော်ပုံမှန်ပြပါကြတော့ မလင်တန်းခံနိုင်လောက်အောင်လို့ UAV စောက်ထားတဲ့အရန် resist ဖြစ်တဲ့အဆောက်အုံတွေမရှိအဲ့တော့ကျွန်တော်ပြောကြတာမြန်တယ်ကျမတို့ကပြေးနိုင်မှာလုပ်မယ်ဆိုတဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဗမာပြည်သူအချို့ကဒီမလင်တန်းကိုအရန်မခံစားခဲ့ရဘူးဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့ဒါကို aware မဖြစ်မှဆိုလို့ကျမဒီမှာဒီလိုလေးအတန်သွင်းလိုက်တယ်ကျမတို့လေကျမမိသားစုဝင်တွေကပေါ့နော်ဒီခြားနိုင်ငံမှာရှိရအမတွေကလည်းအဲ့လိုပြေးတာအငယ်များတယ်ပေါ့။ဘာကြောင့်လဲဆိုရင ပစ္စည်းတွေပြုတ်ကျလာနိုင်တယ်မျက်နှာချက်တွေပြုတ်ကျလာနိုင်တယ်ပေါ့အဲ့တော့ကျွန်တော်အခုဘာလို့ရှင်ထိုးပြီးတော့စဉ်းစားမိလဲဆိုရင်မြန်မာပြည်ရဲ့ဒီငငယ်နဲ့ပတ်သက်တဲ့ဗီဒီယိုတွေကြည့်တဲ့အခါမှာ okay ဒီနိုင်မှာလွတ်မယ်ဆိုပေမဲ့ကိုယ့်ရဲ့ဒီအနီးနားမှာရှိတဲ့အရာကိုတတိထားပြီးတော့ကျွန်မကြည့်စီချင်ပါတယ်မိဘပြည်သူတွေကိုလေအဲ့တော့ကိုယ့်ရဲ့အနီးနားမှာ ဟိုအခုပေါ့နော်ဟိုကျွားဆိုလို့နည်းနည်း lesson learn တော့ဖြစ်တော့တာကိုယ်နေတာမှာပါရှိတယ်ကိုယ့်ရဲ့ location တော့မှာပါရှိတယ်ဘယ်လိုဖြစ်စင်ထားလို့ရလဲဆိုတော့အကုန်လုံး aware ဖြစ်စေချင်တာပေါ့နော်အဲ့တကြောင့်မဟုတ်လို့မကွာအခု solution တချို့ solution ဟာလာအိမ်ကြီးပြိုသွားကြရတယ်အိမ်ကြီးတဝက်လောက်ပျက်စီးသွားကြရတယ်ဆိုရင်တချို့တွေကဒီအဲကျွန်မတွေ့တာမန္တလေးရဲ့ဟာလာကျုံးပြည်သားမှာအဲလှဲရတယ်အိပ်ရတယ်ထိုင်ရတယ်ကိုယ့်အနေအထားကိုသတိထားကြည့်ပေါ့ဒီလိုတဲ့အခါမှာကျွန်မတို့ကဒီကို ဟိုအနေရှိနိုင်တဲ့အရာတွေဖားရှိလေဘလို့ object တွေရှိတယ်ဟာလားဒီနောက်ပြီးတော့အပွင့်အကြီးတွေရှိသလားတစ်ကိုင်းတွေပြုတ်ကျနေရမျိုးတွေဒီရိုးရိုးရေးဖြစ်နေရမျိုးရှိလားအဆောက်အုံထိထားတာမျိုးတွေရှိသလားအဲ့ဒါတွေကိုတင်ထားပြီးတော့ကျွန်တော်ကလေဒီကြည့်ကြည့်စီစဉ်နေပေါ့နော်နောက်ပြီးတော့ကိုယ့်ရဲ့ရှိနေတဲ့ location မှာဘယ်နေရာကိုတခုခုဖြစ်ခဲ့ရင်ဘယ်နေရာကို safe ဖြစ်ဖြစ် အရွှေတော်လို့ရမယ်ဆိုတာမျိုးပေါ့နော်အဲ့တော့အခုလိုလို့ဆီအဆောက်အုံလေးဘာမှမဖြစ်လို့နေရတယ်ဒီဆိုလည်းနောက်တဲ့ after shock ဆိုရင်ဘယ်သေးလေးဒီနိုင်မှာဖြစ်တဲ့အတွက်ကြောင့်ပေါ့ကိုကျွန်မနေပြီးတော့ဟိုခလေးလေးတွေကြောင်းတက်နေတဲ့ခလေးလေးတွေပေါ့ခလေးတွေကစားလို့အဝဲဖြစ်အောင်လို့ဟာလာဒီလိုမျိုးသူတို့နားလည်နိုင်တဲ့ဗီဒီယိုလေးတွေပဲဖြစ်ဖြစ် sharing လုပ်စီခြင်းနဲ့သင်ကြားပေးစီခြင်းပေါ့နော်အဲ့တော့တကယ်တမ်းအဆောက်အုံလေးမှာကိုကအဆောက်အုံလေးမှာရှိနေတယ်ဆိုလို့ရှိရင် ဟိုကျွားတို့ကဟိုမှန်ကွဲနိုင်တဲ့ဒီ glass ဟို window တွေနားရို့နော်မှန်ပရင်းပောက်တွေနားရို့ဒီလိုကိုယ့်ရဲ့ဟို interior wall လို့ပြောမှာပေါ့အတွင်းနေရန်လေးအခုဆိုလို့ရှိရင်အဆောက်အုံတွေကဒီနေရန်တွေက cracks တွေဖြစ်တယ်ပေါ့နော်ပြုတ်ကြတယ်ဟာလာအဲ့လိုမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့ကျမတို့က local knee အတိုင်းပဲကျမသွားစီချင်တယ်အကုန်လုံးဟိုဒီတိုင်းပဲတရရသေးကြီးပေါ့နော်ဒီမှာဖြစ်ဒီခုံအောက်ပဲနေရမယ် မပြီးမချင်းဒီမှာပဲရက်နေရမယ်ဆိုပြီးတော့တခြားဟိုငနေကျန်းတဲ့နိုင်ငံကြီးရဲ့ပြောတာမျိုးထက်ကိုယ့်ရဲ့လူခေါ်အဆောက်အအုံကိုယ့်ရဲ့အနည်းနာရှိတဲ့ဟာကိုဉာဏ်လေးနဲ့ရှင်ပြီးတော့ပရိလေးထားစီချင်တာတခုပေါ့နော်ဆိုတော့ဟိုအခုဆိုအဆောက်အအုံကြီးပျက်စီးလို့ပိတ်ပြီးရတူကြီးများတယ်အသက်ကြီးမလို့အပဲဆုံးရှုံးရတာလေးရှိတယ်အဲ့တော့အခုလေးကကျမတို့ကဟိုဒါလေးသတိထားမိအောင်ဒီကနေ့ပြောရတာပေါ့နော်အဲ့တော့ သူတို့ကိုနောက်တစ်ခုသတိပေးချင်တာပါလဲဆိုရင်ဂျပန်မှာရှိတဲ့အဆောက်အုံတွေကကြတော့ seismic reinforcement technique ဆိုတဲ့ဒီလိုဒီဗီဒီယိုထဲမှာကျွန်မဗီဒီယိုလေးထည့်ထားပေးတယ်။သူတို့ရဲ့အဆောက်အုံတွေကအပေါ်ကနေပြီးတော့မြေငငယ်လှုပ်လို့ရှမ်းတဲ့အခါမှာအောက်မှာလည်းဘေးလုံးမျိုးမျိုးလေးတွေထည့်ထားတဲ့ system တွေ techniques တွေပါတယ်။အဲ့တကြောင့်မို့လို့သူတို့ရဲ့အဆောက်အုံကအလွယ်တကူမပြိုကျနိုင်တဲ့ပုံစံမျိုးသူကလုပ်ထားတာပေါ့နော်။အဲ့တကြောင့်မို့လို့တကယ်ငငယ်လှုပ်ပြီးဆိုရင်သူတို့ object တွေရဲ့စပွဲတွေရဲ့အောက်ထဲတတိယကနေရာရဲ့ ဟာတွေကိုတို့ဝင်ခိုင်းတာကျမတို့ကကြာတော့အဲ့လိုလုပ်လို့မရဘူးကျမတို့ရဲ့လူလူတာမန်အဆောက်အုံတွေဆိုအခုဆိုရင်ကျမတချို့ဒီမန္တလေးတို့ဘာလို့ဘက်ကပြူကြတဲ့ဟာတွေကြီးလိုက်လို့ရှိရင်အချက်လိုက်ကြီးဖြစ်တာပေါ့နော်အဲ့ဒါအရန်အန်ဒီရဲ့များတယ်ဆိုပြေးနိုင်မှလွတ်မယ်ပေါ့ကျမဗီဒီယိုတချို့လည်းဒီထဲမှာထည့်ထားပေးတယ်အဲအကုန်လုံးကြည့်လို့ရအောင်ပေါ့အဲ့တော့တော်တော်ကြောက်ဟာလာ aware လုပ်ပေးနိုင်ဖို့အဒီဗီဒီယိုလေးကို share တာပဲဖြစ်ဖြစ်ကျမ YouTube မှာတက်ကြည့်တာပဲဖြစ်ဖြစ်တခုခုပေါ့ဒါလည်းကျမအတွေ့အကြုံရရှိပြီးကျမပြောပြခြင်းဖြစ်တယ် သူကဒီငနှင်းထောင်သူကလည်းခံစားခဲ့ရတာဖြစ်တဲ့ကြောင့်လို့အခုချိန်ထိသူကလည်းအများကြီးမူးနေတာသူကအယုံစိုက်နေရတာပုံမှန်တော့သူကပြန်မဖြစ်သေးဘူးအခုချိန်ထိဒါပေမဲ့သူကစဉ်းစားတယ်ဒီဘွဲအောက်ထဲဝင်လိုက်ရုံနဲ့ဒီပြဿနာပြီးလာโอเคဒီမှာမှာဆိုရင်တော့ဖြစ်နိုင်တယ်လေဘာမှပြီလို့နေရမျိုးမှာဆိုရင်ဘီဘီဘီကိုလည်းနေတော့ကြည့်ရမှာပေါ့နော်အဲ့တော့အကယ်၍ကိုကအဆောက်အုံထဲမှာရှိနေရဆိုခုနကကျွန်မပြောရဲ့နေရာတွေကိုတတိထားဖို့ပေါ့နေရန်ကိုကောင်းဖို့ ုတ်ပြီးပပလည်းနေရင် glass window တွေပေါ့ဟာလားမှန်တကားရရှိမရှိနောက်ပြီးအပေါ်ကဖာပြကြလိုက်တာလည်းဆိုရဲဟာမျိုးပေါ့ဖာပြကြလာနိုင်လဲဆိုတာအဲ့နောက်ပြီးကိုလမ်းပေါ်မှာရှိနေတဲ့အခါကျရင်ဩလမ်းပေါ်မှာရှိနေလဲခုနပြောသလိုအခုလုံးလုံးဆယ်လမ်းမှနေနေရတယ်ဆိုလို့ရှိရင်ဒီလမ်းမှာတစ်ပင်လေးဟာလားလမ်းနေကြောတက်လာနိုင်တာမျိုးကြီးဟာနောက်ပြီးရခါကျလို့ရှိရင်တိုက်ပြီးပြုတ်ကြလာနိုင်လားဆိုတာမျိုးကြီးကျမတို့ကနည်းနည်းလေးတတိထားကြည့်ကြရပါတော့เนาะအဲ့ဒါလေးတွေ တော့အရင် panic မဖြစ်ဘူးပေါ့အဲ့ဒါဒီလေးကိုသတိထားစီစဉ်ပါတယ်နောက်တစ်ခုကကြတော့ပေါ့နော်အဓိကကိုကအမှခလေးလေးတွေဆိုလို့ရှိရင်လေကျမတို့ကဟိုဝါယာကျိုးတွေနာမသွားခိုင်းတာပေါ့နော်အဲ့ဒါမျိုးတွေသတိထားရမယ်အိမ်ထဲမှာပဲဖြစ်ဖြစ်အိမ်ပြင်မှာပဲဖြစ်ဖြစ်ဝါယာကျိုးပြက်ကျနေရမျိုးတွေကိုမသွားမိစေဘူးပေါ့နော်အဲ့အဲ့ဒါလေးတွေကိုအဲသတိထားပြီးတော့အဲပြက်ကျပြီးပြုတ်ပြကြပေါ့နော်အဲ့ဒါလေးတွေအရေးကြီးပါတယ်အကုန်လုံးအမ် ဆိုတော့ဟိုအခုကြုံနေရတဲ့အတွေ့အကြုံတွေကအကုန်လုံးမကြုံဘူးတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နောက်တစ်ခုကလေကျမစဉ်းစားမိတာပေါ့ကျမတွေးခေါ်နိုင်သွားတဲ့အဟိုရဲ့ဟိုဥကောင်းခုခန္ဓာကိုယ်ကပြေဖို့အရေးကြီးရောကျမဒီငယ်ငယ်နှုတ်တဲ့အခါမှာဟိုကျမကိုယ်တိုင်အိမ်ကြီးကအထက်မြင့်ကအရန်ရန်ခါနေရအထက်30မှာကျမနေတော့အရန်ကြီးကိုဘေးလိုက်ကြီးရန်ခါနေရတိုက်ကြီးကအဲ့လိုပြောကြမှတ်တယ်ပဲဒါပေမဲ့ကျမတို့လမ်းလျှောက်ပေါ်အောင်ခတ်ခဲတယ်အဲ့ဒီအချိန်မှာကျမတို့က ွက်ပြေးဖို့လုပ်တဲ့အချိန်မှာသူကဖဏတ်တောင်စီးလို့မရဘူးအဲ့တော့သူကဒီလိုပုံပုံကြီးသွားရတာပေါ့နော်ဒါပေမဲ့အဲ့လိုပုံပြီးတော့နေတဲ့ပုံစံမျိုးကကျွန်မလည်း YouTube မှာလေ့လာကြည့်ခါကျတော့လည်းနည်းနည်းခေါင်းလေးကိုဒီလိုဇောက်ထိုးထားပြီးတော့လက်နှစ်ဖက်ကိုပေါ့နော်ဒီလက်နှစ်ဖက်ကိုဒီခေါင်းအနောက်မှာပြစ်ထားပြီးနည်းနည်းလေးကုန်းပြီးတော့နေတဲ့အနေထားမျိုးပေါ့နော်နည်းနည်းအခဏကိုအောက်ပိုင်းလေးကိုကုန်းပြီးတော့ဒီလိုနည်းနည်းဖြင်းလေးထောင်ထားတဲ့ပုံစံမျိုးနဲ့ကတော့တော်တော်လေး အဲ့ဒါလေးကို recommend လုပ်ကြတာတွေ့ရပေါ့နော်တခါသမားတွေကတော့မသိတော့ပေါ့နော်ကို့အချီလေးအရာသင်ကြံကြဖို့ပဲကျမတို့အအကြံပေးချက်ပါတယ်ပေါ့နော်အဲ့ဒါလေးသတိထားဖို့နောက်တစ်ခုကကျတော့ဘောင်းအတွက်ဆိုရင်ကာကွယ်ဖို့ကကျတော့ကျမတို့ဒီဟို site engineer တွေကောင်းတဲ့ helmet လိုမျိုးလေးတွေရှိထားနိုင်ရင်လည်းအဆင်ပြေတယ်ပေါ့ကို့အတွက်အနေတကူလက်လန်းမိနိုင်မယ်ဆိုလို့ရှိရင်နောက်တစ်ခုက whistle လေးတွေပေါ့တော်တော်လူစုပွဲသွားတာဆိုရင် သူကမြင်ဘူးကကလေးလေးတွေကိုဆိုရင်တခြားနိုင်ငံတွေမှာဆိုရင်ဒီလို question လေးတွေပေါ့နော်ဒီချီမှုတ်တာလေးတွေအဲ့လိုမျိုးလေးချိတ်ဆွဲထားပြီးတယ်အဲ့လိုမျိုးပေါ့ဆိုတော့လိုအပ်တာလေးတွေကိုတခြားပြင်ဆင်နိုင်ပြီးတော့ဆက်ဆက်ရအဆင်ပြေပြီးတော့မိမိတို့ပျက်စီးကိုဆုံးရှုံးသွားတဲ့အရာတွေအိုးအိမ်တွေကိုအကောင်းဆုံးနဲ့အမြန်ဆုံးတည်ဆောက်နိုင်ကြပါစေအားလုံးလည်းစိတ်မချမ်းသာရင်တော့မှပဲလောလောဆယ်ပါကိုချမ်းမာပြီးတော့ motivation ကောင်းကောင်းနဲ့နေနိုင်ကြပါစေလို့ကျွန်မဒီကနေ့အကြံပေးလိုက်ရပါတယ်လို့ဗီဒီယိုလေးကိုလည်းကိုအမျိုးတွေအတွက်တငယ်ချင်းတွေအတွက်လိုအပ်မယ်ရှင်းလို့ရှိရင် share သွားပေးကြပါဦးလို့ပြောရင်းနဲ့ဒီမှာပဲရက်လိုက်ပါတယ်နော်